ဘာရဲ့ညာရဲ့မသိဘူးလူဆိုတာသူများလို့ရင်လိုက်လို့တဲ့အကျင့်အရှိတယ်လေအဲ့ဒါဘာကြောင့်ဒီလိုဖြစ်ရလဲလို့ဆိုအတိညာအားလဲမှုရဲ့အဖြစ်ပဲဒါကြောင့်မို့ရသော်ဘုရားသာသနာတော်မှာအတိညာရအောင်လုပ်ခိုင်းနေရသော်ဘုရားမေခင်7ပါးအကျင့်တရားထဲမှာကြည်တမ္မာဒိဋ္ဌိဆိုတာအတိညာအတိညာကိုဦးစားပေးတယ်ပြီးအောင်လုပ်ရမယ်သိခြင်းဟာအရေးကြီးဆုံးပဲ တဏှာလေတဲ့နေရာမှာကြည်မြတ်စွာဘုရားကအဝိဇ္ဇာပစ္ဆယသင်္ခါရလို့ဆိုပြီးတော့မတိချင်းဟာတဏှာရဲ့အစအနေနဲ့ပြိဿသဘုပ္ပမှာမတိတာကစပြီးတော့ဒုက္ခတွေရောက်သွားတာလေပယ်ဒီရောက်တာစရာမရဏံတောကပရိဒေဝဒုက္ခဒေါမနတာဒါတွေအကုန်လုံးဟာဘယ်အစတော့မေးတာမတိတာကစတာအဲ့တော့မတိချင်းဟာဆဲဒုက္ခတွေရဲ့ အရင်မြစ်ဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်းလင်းဟောပြအေးပြီပြီဆိုလို့ရှိရင်အတိညာရလိုက်တာနဲ့တပြိုင်နက်အတိညာရခြင်းဟာအခြေခံကောင်းလို့ရဲ့အဥ္စစာပဲဖြစ်တယ်ဒါကြောင့်မို့အတိညာရအောင်ကြိုးစားအထောက်အမဲလို့ယုံကြည်မှုတတ်တတ်တယ်မဟုတ်ဘူးအတိညာနဲ့စတင်လို့ကသမ္မာဒိဋ္ဌိ မကန်တဲ့အမြင်ဆိုတာမကန်တဲ့အသည့်အသည့်ညာကိုဆိုလိုတယ်အေးမကန်တဲ့အသည့်ညာရဖို့အတွက်ဘာလို့ကသမာသင်္ကပ္ပမကန်တဲ့အတွေးတွေရှိဖို့လိုတယ်မမကန်ကန်တွေးနိုင်မှမမကန်ကန်မြင်ခြင်းဆိုတဲ့သမာဓိဋ္ဌိ